2014တုန်းကနော်ပြိုင်ခဲတုန်းက2014တုန်းကလေဆိုတော့10စုနှစ်တခုကြော်သွားပြီပေါ့နော်10နှစ်ကြော်သွားပြီဆိုတော့တတိယပါတယ်နည်းနည်းသူတို့တွေ့တော့ပြန်ငယ်ခြင်းနဲ့စိတ်ကလေးတော့ပြန်ဖြစ်တယ်ဟုတ်စိတ်ကူးရင်ပြီး YouTube ရမယ့်အရွယ်လေးတွေကုံသွားပြီဆိုတော့ ခုချိန်မှာကိုစီးပွားရေးတွေလုပ်တယ်ကိုအတွက်နောင်တစ်ချိန်ကျရင်ကိုတယောက်တည်းဖြစ်လဲဖြစ်မယ်အပြူကြီးဖြစ်ပြီးတော့ကောင်းကောင်းမွန်မွန်အေးအေးချမ်းချမ်းလေးအဲဘယ်လိုပြောမလဲကိုပိုင်စီးပွားရေးလေးနဲ့အေးအေးချမ်းချမ်းလေးနေချင်တယ်အိမ်တော်မပြုတ်ဖြစ်ခဲ့ရင်ပေါ့နော်ပြုတ်ဖြစ်ခဲ့ရင်တော့လဲမပြောတတ်ဘူးပေါ့ဒါကံကြမ္မာနဲ့ဆိုင်တယ်ဟုတ် ီဘတ်မြစ်နာအညမငယ်လေးကကျတော့နော်ရိုကိုတိုင်မြစ်နာကလေကချင်ပြည်နယ်ကိုစားပြုအနေနဲ့အာနော်ကလည်းအဲ့ပွဲမှာ judge တူအနေနဲ့ပါဝင်ထားတဲ့အချိန်ကျတော့ရွေးထုတ်ထားတဲ့ကိုယ့်ရဲ့ညမငယ်လေးပေါ့ကိုယ့်ရဲ့ကချင်ပြည်နယ်ကိုစားပြုလေးကိုလာအားပေးရင်းနဲ့ channel contestant လေးတွေကိုလည်းလာအားပေးတာပါရှင်နော်လားနော်ကိုတိုင် Miss Universe အဲမြစ်နာအနေနဲ့ပါဝင်ရှင်ပြိုင်မှုတယ်လေနော်အရင်ကကချင်ကိုစားပြုမှုတယ်ဆိုတော့2014လောက်ကပေါ့ဆိုတော့ကိုယ့်ရဲ့ဒီအနုပညာ life career life တဲကို ဆပြီးတော့တွန်းပို့ခဲ့တဲ့ state ကဒီ Miss Universe state ဆင်ဖြစ်ခဲ့တယ်ဆိုတော့ကိုယ်လူတွေဆပြီးတော့တတိထားမိခဲ့တဲ့ state ဆင်လို့ပြောလို့ရတာပေါ့ဆိုတော့ဟုတ်အဓိကကျတော့ကိုရီခစ်တုံးကလွန်ခဲ့တဲ့10နှစ်ကျော်တုန်းကကျတော့မျက်စိပွင့်နားပွင့်သိမရှိသေးဘူးပြီးတော့အသိပညာဗဟုသုတလေ့လာစရာတွေသင်ယူစရာတွေဒီ social networking ကကျတော့ဒီလောက်မကျေပြန့်သေးတဲ့အချိန်ကျတော့ဒီဘက်ခစ်ကကလေးတွေအများကြီးကံကောင်းတယ်လေ့လာစရာသင်ယူစရာ senior တွေအများကြီးရှိတယ်ပြီးတော့အာ ဘယ်လိုပြောမလဲအလပဆိုင်ရာပဲဖြစ်ဖြစ်ခွဲစိတ်မလားပြုတ်ပြင်မလားအလပသွားလုံးမလားမြေကြီးလုံးမလားအကုန်လုံးလို့ရတဲ့ခစ်ကြီးထဲမှာမွေးဖွားလာတော့သူတို့ကလူဖြစ်ရတာကံကောင်းတာပေါ့နော်ကိုရီတုန်းကကျတော့နည်းနည်းလေးဟိုဘယ်လိုပြောမလဲအာ ်ရှေးနည်းနည်းရှေးကြသေးရလို့ပြောရမလားမသိဘူး swim wear နဲ့ swim suit accommodation နဲ့ကိုရီတနိုင်ငံလုံးအဲ့လိုမျိုးအဲ life plan ပြီးပြခဲ့တဲ့အချိန်မှာတနိုင်ငံလုံးဆဲတာခံရတာမျိုးသိရမလားအဲ့လိုမျိုးလေးတွေတိုက်ခိုက်ဝေဖန်တာတွေပို့ပြီးတော့ကြမ်းခဲ့တယ်ဒီဒီ kick ကလေးနဲ့မတူဘူးဟုတ်ဟုတ်အင်းမောအင်းမောအဲ့တုန်းကကျတော့ဆယ်စုနှစ်ကျော်တုန်းကကျတော့အရန်ကြီးဒီလောက်ထိလူတွေက miss တော့ပါလို့ဆိုအသိပညာဘဟုတုတာပွင့်လင်းမြင်တာမှုတိတ်မရှိသေးတော့လေအခုတော့နည်းနည်း ဆဲတဲ့လူတွေလည်းအဲ့လိုနည်းနည်းလေးဘယ်လိုပြောမလဲအဲရေခွန်ထူသွားတယ်ဖြစ်ပါလိမ့်မယ်သူတို့လည်းနည်းနည်းမြင်နေကြနည်းနည်း used to ဖြစ်လာတော့လေတိတ်ပြီးမပြောကြတော့ဘူးအဓိကတော့ modeling career life ကိုမရောက်ခင်မှာတော့ပထမဆုံး Miss Universe ကိုရန်ကုန်ဆက်ဆက်ရောက်ခြင်းမှာပထမဆုံးပြိုင်ပွဲအနေနဲ့စပြိုင်ဖြစ်တာအဲအဲ့တော့ကတော့ငယ်သေးတဲ့ချိန်ကျတော့ဒီအမှုပညာလမ်းကြောင်းထဲကိုဘလို့ဝင်ရမှလည်းမသိဘူးပြီးတော့ကိုကိုရိုင်းကဘာဖြစ်ချင်မှလည်းမသိခဲ့သေးဘူးအဲ့ချိန်မှာ Miss Universe ကနော်ရဲ့ပထမဆုံးခြေလှမ်းပေါ့ဆိုတော့ပထမဆုံးခြေလှမ်းလှမ်းလိုက်တဲ့အချိန်မှာဒီပြိုင်ပွဲကိုပြိုင်ပြီးတော့နော်ကအဲ့မှာ Miss Huawei ဆိုတဲ့တိုက်တဆုလေးတစ်ခုရတယ်အဲ့မှာလူစားသိတယ်နောက်ပိုင်းမှာကိုကိုရိုင်က Miss Tech ကို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 အဲ model တယောက်အနေနဲ့ပို့ပြီးတော့ခံယူလာတယ် catwalk ပိုင်းလမ်းလျှောက်တာကအစားကိုရဲ့ movement နဲ့ကိုရဲ့ style ကိုဖြစ်ချင်တာဘာလဲဆိုတာကိုရှာဖွေတွေ့ရှိခဲ့တယ်ဆိုတော့ Miss Universe uh, platform ပြီးတာနဲ့နော်လေးက လုံးဝကို career life ကို changes လုပ်လိုက်တာကိုကိုကို runway model ဘက်ကိုသွားမယ်ဆိုပြီးတော့ changes လုပ်နိုင်ခဲ့တယ်ဟုတ် အဓိကလူကလေကိုကိုကိုတိဖို့အရေးကြီးတယ်ကိုကဘာဖြစ်ချင်တာလဲဆိုတာတက်ကိုနဲ့ဘယ်အရာကပိုပြီးတင့်တော်တာလဲဆိုတာကိုကိုကိုစမ်းစစ်တတ်ဖို့လိုတယ်ပေါ့နော်အဲ့ချိန်မှာတော့ကိုကိုကိုမေးတယ်ငါကဘာဖြစ်ချင်တာလဲအဲငါကဘယ် platform ကိုရွေးရမှာလဲဆိုတာကိုရွေးလိုက်တဲ့အချိန်မှာကိုနဲ့ပိုလိုက်ဖက်မယ်ထင်တဲ့ကိုပိုပြီးတော့ passionate ဖြစ်တဲ့ဒီ modeling career life ကိုရွေးချယ်လိုက်တာပေါ့နော်မန်ကန်တယ်လို့လည်းထင်တာပါပဲဟုတ် အခုကကျတော့ကိုယ့်ရဲ့ဒီ modeling career life လေးကတဖြည်းဖြည်းနဲ့တော့နည်းနည်းအပါလာတာပေါ့နော်ပါလာတယ်ဆိုတာကတော့ကိုယ်တိုင်ကလည်းအပြင်အခဏတုန်းကအရင် interview တွေဖြေတယ်လို့ပဲအပြင်လုပ်ငန်းတွေလုပ်တယ်အကိုယ့်ရဲ့အသက်မွေးဝမ်းကြောင်းအတွက်စီးပွားရှာတဲ့လုပ်ငန်းလေးတွေလုပ်တယ်အဆိုတော့ modeling ဒီ career ကိုကကျတော့ full time ကြီးလောက်တာမျိုးမဟုတ်တော့ဘဲနဲ့ part time အနေနဲ့ပေါ့တခါတလေတခါတလေလောက်မှပဲကိုအားရင် အားတလို့အချိန်ပေးနိုင်ပေးနိုင်တယ်လို့လောက်ပဲလုတ်ဖြစ်တော့တာအဲ့လိုမျိုးပေါ့အခုရပိုင်းတွေအခုဒီတလနလအတွင်းမှာတော့ခက်ဆိတ်ဆိတ်လေးထပ်မြင်ရမယ်ထင်ပါတယ်ဟုတ်အသက်အရွယ်အပိုင်းခြားတစ်ခုရောက်လာတဲ့အချိန်မှာတော့ကိုယ်ပိုင်စီးပွားရေးလေးနဲ့အဲကိုယ်ပါနဲ့ကိုယ်အခြေတကျဖြစ်ဖို့တိတ်အရေးကြီးရယ်လीเนาะဆိုတော့ဒီကိုယ့်ရဲ့ဒီဝါဒနာပါတဲ့အလုပ်ကွာကြတော့ကိုငယ်တဲ့အချိန်မှာ7နှစ်ကျော်လောက် ကိုပေးဆက်ခဲ့ပြီးပြီးကိုအဝချိုးတွေဆိုလဲ runway show တွေဆိုလဲအများကြီးရှောက်ခဲ့ပြီးပြီးအပွဲလည်းအများကြီးတက်ခဲ့ပြီးပြီး fashion editorial တွေအရိုက်ကူးရေးတွေလည်းအများကြီးလုပ်ခဲ့ပြီးပြီးဆိုတော့အဲနည်းနည်းလေးဝလာပြီပေါ့နော်ဆိုတော့အဲကို အဲစီးပွားရေးဘက်ကိုလည်းအလုပ်လုပ်မယ်တခါလေကြိုင်ကိုအားတဲ့ချိန်ကျရင်လည်းအနုပညာလုပ်လေးတွေပြန်လုပ်တာပေါ့ဟုတ်နည်းနည်းပို့ပြီးတည်ငြိမ်လာတယ်ပို့ပြီးရင့်ကျက်လာတယ်အလုပ်လုပ်တာကအစားပို့ပြီးတော့တိကျလာတယ်ပေါ့ပြီးတော့လူတွေနဲ့ communicate လုပ်တာပဲဖြစ်ဖြစ်အရင်ငယ်ငယ်တုန်းကလို့နည်းနည်းအဲအဲပြုတ်နည်းနည်းပြုတ်စားပြင်းတောင်းလေးတော့တိတ်မဖြစ်တော့ဘူးပေါ့နော်စကားလေးကြီးလည်းနည်းနည်းထိမ့်ပြောတတ်လာတယ်ဒါလေးကတော့နည်းနည်းအခုဒီနှစ်ပိုင်းအခြားတွေမှာပို့ပြီးတိတာလာတာပေါ့ဟုတ်အခုချိန်ထိလည်းတယောက်တည်းပါပဲမယူသေးပါဘူးမယူသေးပါဘူးယူမဲ့လူမရှိသေးဘူးအဲ အာကိုကစဉ်းစားတိုင်းမရအောင်လေကိုတဘောကလုံးစဉ်းစားမဲ့လူပေါ်လာမှကိုကယူလို့ရမှာလေကိုကိုက main ကလေးလေသိရမလား main ကလေးဆိုတော့တဘောကလုံးစဉ်းစားချင်တဲ့သူရှိမှကိုကယူလို့ရမှာကိုကြောက်တဲ့စဉ်းစားရင်စိတ်ကူးနဲ့စိတ်ကူးနဲ့ယူနေလို့မရဘူး